JPT ဆောင်ပွဲခန်းရောက်တာနဲ့ဝတ္တရှိတို့တွေဘာတွေလောက်ထားရအောင်လဲအရင်ဆုံးကတော့ဝတ္တရှိတို့နာမည်တက်ရမယ်နောက်ခုနမတက်ရမယ်မွေတက်ကိတွေရေးရပါမယ်အဲ့လိုမျိုးရေးတဲ့အခါမှာဝတ္တရှိတို့လုံးဝမလုပ်လို့မရတဲ့အချက်တွေအများကြီးရှိပါတယ်။နောက်ခုနမတ်ကိုမမှန်ကန်ကန်တက်နိုင်ဖို့ကိုယ့်ရဲ့နာမည်ကိုမမှန်ကန်ကန်ရေးနိုင်ဖို့ပေါ့နော်။ဒါမျိုးလေးတွေကိုဝတ္တရှိကဒီနေ့အားလုံးသတိထားရအောင်ကြိုတင်ပြင်ဆင်လို့ရအောင်ပြောပြပေးချင်ပါတယ်ရှင်။ ပထမဦးဆုံးဝတ္တရှိတို့ဒီ JPD ဆောင်ဝေခံရောက်တဲ့အခါမှာဝတ္တရှိတို့ကိုဖြေလာစာရွက်၃ရွက် လာဝေပါလိမ့်မယ်။အဲ့ဒီ၃ရွက်လုံးမှာနံပါတ်တွေတက်ထားဖို့၊မွေတက္ကရတွေရေးထားဖို့၊ခုံနံပါတ်တွေထိုးထားဖို့ဆိုပြီးတော့အခန်းဆောင်ဆရာမတွေကပြောပြပါလိမ့်မယ်။အဲ့ဒီမှာတချို့ဆရာမတွေကဝတ္တရှိတို့ကိုဘလို့ဘလို့ရေးရမယ်လို့လမ်းညွန်တတ်ကြပေမဲ့တချို့ဆရာမတွေကဒီ မပြောပြတတ်ကြဘူးပေါ့နော်မပြောပြတတ်ကြတဲ့ဆီယမားတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်မလို့အခန်းဆောင်ဆီယမားကလမ်းညွန်တီဖြစ်စေလမ်းမညွန်တီဖြစ်စေရေးတတ်အောင်လို့ဝတ္တရှိကဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးဝတ္တရှိကိုနာမည်ရေးမယ်ပထမဦးဆုံးဝတ္တရှိကိုနာမည်နာမည်ရေးတဲ့အခါမှာနံပါတ်1တစ်ချက်အကြီးစလုံးနေနေကြီးရေးပြီးပါ အကြီးစလုံးနေနဲ့ကြီးရေးပေးပါနောက်တစ်ခုနာမည်တစ်လုံးပြီးရင်စပေးပါတစ်ခါချပါနော်ဒီမှာတကွက်ချရပါမယ်တကွက်ချပြီးရေးပါမယ်ဝတ္တရှိရဲ့နာမည်ဆိုရင်နွယ်နွယ်လင်းဆိုတော့နွယ်ပြီးတော့တစ်လုံးချတယ်နွယ်ပြီးတော့တစ်လုံးချတယ်နောက်ပြီးတော့ရေးတယ်တချို့စကလုံးတို့နာမည်တွေရှိရလေတွဲရေးတဲ့စကလုံးတွေတွဲရေးတဲ့စကလုံးဆိုရင်လေတွဲရေးရင်တွဲရေးတဲ့အတိုင်းပဲရေးပါနော်ဥပမာ theory လို့ရေးတဲ့ဟာမျိုးဆိုရင် theory ကလေ theory ဆိုရင်တခါတည်းတွေးရတာအဲ့လိုမျိုးဆိုရင် theory အတွဲလိုက်ရေးပေါ့နောက်တစ်ခုကလေ test ပေါင်ချာတွေကအတိုင်းမဲ့တရားပေါက်ရေးပေးပါနော်လုံးဝ idea နဲ့လွဲမရေးပါနဲ့ test ပေါင်ချာတွေမှာကိုယ့်ရဲ့နာမည်တကယ်လို့မြန်နာမည်က test ပေါင်ချာတွေမှာမှားနေတယ်ဆိုရင်လေမှားတဲ့အတိုင်းမဲ့ရေးပေးပါဆောင်မွေးဖြစ်ပြီးသွားတဲ့အခါမှာဝတ္တိတို့ကိုအမားပြင်မှုအတွက်ဆောင်မွေးဆီယာမကအခန်းဆောင်တဲ့ဆီယာမတွေကခေါ်ပါလိမ့်မယ်။ဘသူနာမည်ပြင်ခြင်းလဲဘသူမွေးတက္ကတိပြင်ခြင်းလဲပေါ့နော်။ဆက်တဲ့ပြင်အမားပြင်လို့ရပါတယ်နော်။ ကဲနာမည်ရေးပြီးသွားပြီနာမည်ရေးရမှာအကြီးနဲ့ရေးမယ်နောက်စပီဝါချာရေးမယ် test ပေါင်းချာတွေအတိုင်းရေးမယ်နောက်တစ်ခုကခုံနံပါတ်ခုံနံပါတ်ကဝတ္တရှိရဲ့ GPT ခုံနံပါတ်ဒီ၅လုံးရှိပါတယ်အဲ့တော့အဲ့ဒီ၅လုံးကိုရေးရမယ်ပေါ့နော်ခုံနံပါတ် အရင်ရေးရမယ်ရေးပြီးမှခဲလေးချေရမယ်ခုံနမတ်ကိုရေးတဲ့အခါမွေတကရစ်တို့ခုံနမတ်တို့ရေးတဲ့အခါမှာလုံးဝမှားရလို့မရတဲ့ကဏ္ဍ၃လုံးရှိပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်၁ရ၄ရ၇ရ ဘလို့မရေးလို့မမရေးရတာလဲလို့ပြောလို့ရှိရင်တစ်ဆိုရင်လည်းဝတ်တဲ့ချီတို့တုံချောင်းတစ်ချောင်းလေးပဲဒီတိုင်းလေးပဲရေးပါမယ်။တချို့တွေကလည်းဝတ်တဲ့ချီတို့ဆိုရှိရမလားဒီလိုမျိုးအချုံလေးတွေတို့ဒီလိုမျိုးတစ်တို့ရေးတယ်။ဒါမျိုးလုံးဝရေးလို့မရပါဘူး။နောက်တစ်ခုလေးဆိုရင်လည်းဘယ်ဘက်မှာမထွက်တဲ့ဒုံဒုံတိတိလေးရေးပါမယ်။ဒီဘက်ကိုထွက်နေတာမျိုးတို့ဒါမှမဟုတ်လို့ရှိရင်အပေါ်ကနေပြီးတော့ဒီလိုမျိုးပုံစံမျိုးတို့ဒါမျိုးလေးတွေလုံးဝရေးလို့မရပါဘူး။နောက်တစ်ခုကခုနှစ်ခုနှစ်ဆိုရင်လည်းဒါပါပဲ။ အတက်လာမယ်စောင်းချမယ်မတကြီးကိုဒီလိုမျိုးကြားရရနေကလန်ဖြတ်တာမျိုးတို့လုံးဝရေးလို့မရပါဘူးအဲ့တော့တလေးရခွန်ရေကိုတော့ဒီပုံစံတိုင်းရေးပြပါ တရလေးရခုနှစ်ရရေးတဲ့အခါမှာအဲ့ဒီပုံစံတိုင်းရေးပြပါအဲ့တော့ဝတ္တိကြီးကမမအောင်လို့ဒီမှာဝတ္တိကြီးကတတခုနှစ်တလေးတွေပါတယ်ခုနှစ်မလေးထိုးလိုက်မယ်ပေါ့နော်ဥပမာထားပါတော့ဒီ၃ည၄နှစ်ခုနှစ်လို့ထိုးလိုက်မယ် ဲ့လိုမျိုးအပေါ်မှာမှန်မှန်ကန်ကန်ရေးပြီးအောက်မှာခဲချေပါမယ်ခဲချေတဲ့အခါမှာလဲဝတိကြီးတို့တစ်ဆိုရင်တစ်ရအောက်မှာတစ်ကိုချေမယ်အပြင်လဲလုံးဝမထွက်ဘူးမဲနဲ့နေအောင်ချေမယ်နောက်၃ညဆိုတော့၃ညနေရာမှာချေမယ်နောက်၄၄နေရာမှာချေမယ်နောက်၂၂နေရာမှာချေမယ်နောက်ခုနှစ်ဒီမှာတော့ဝတ္တိကြီးက9ပြီးတော့ခုနှစ်တန်းလောင်လိုက်တဲ့ခုနှစ်လေးရေးပြခြင်းလို့နော် ဒီလိုမျိုးလေးခြေပါမယ်။အဲ့တော့နံပါတ်1နံပါတ်ရေးမယ်။နောက်တစ်ခုကကြခုံနံပါတ်တယ်မယ်။ခုံနံပါတ်ကိုအရင်ရေးမယ်အောင်မှခဲခြင်းမယ်။နောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကဘာလို့ရမှာလဲဆိုလို့ရှိရင်ဝတ္တရှိရရဲ့မွေတက္ကဋိတည်းရေးရပါအောင်မယ်မွေတက္ကဋိရေးတဲ့အခါမှာနှစ်အရင်လာပါမယ်နှစ်ပြီးရင်လလာပြီးမှရက်ပါအဲ့တော့နှစ်ကိုရေးတဲ့အခါမှာလည်းဝတ္တရှိတို့ခုနလိုပဲ1 4ခုနဲ့ပါတဲ့ဟာမျိုးတွေဆိုရင်သတိထားရေးပေးမယ်ပေါ့နော်အာအဲ့တော့အရင်ဆုံးဝတ္တရှိကနှစ်ကလေးရေးလိုက်မယ်ဥပမာထားပါတော့နှစ်ထားတစ်ခုနည်းလို့ရေးလိုက်မယ် ဲ့မှာလရိုရက်တို့ရေးတဲ့အခါသတိထားရမယ့်အချက်တစ်ချက်ရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုရင်ကနန်းတလုံးဖြစ်နေတဲ့လတွေကနန်းတလုံးဖြစ်နေတဲ့ရက်တွေကိုရေးတဲ့အခါမှာရှေ့မှာပုံများခံရေးပါမယ်။ဥပမာတလပိုင်းမွေးတဲ့လူဆိုရင်တစ်တလုံးနဲ့ရေးလို့မရပါဘူး။ရှေ့မှာပုံများခံတစ် နှစ်လပိုင်းမွေးတဲ့လူဆိုရင်လည်း3ည2 3ည3 3ည4 3ည5 3ည6 3ည9 3ည8 3ည9 10လပိုင်းဆိုရင်တော့တည့်ရ3ည9ရေးရုံပဲလေပြဿနာမရှိဘူးအဲ့ဒါတွေက17လပိုင်းလည်းနှလုံးပဲဆိုတော့ခဏန်းတစ်လုံးနဲ့မွေးတဲ့လသမားတွေဆိုလို့ရှိရင်ဝတ္တိကြီးကအဲ့လိုရေးပါမယ်အဲ့မှာဝတ္တိကြီးက9လပိုင်းသမားဆိုရင်9ပေါ့နော်3ည9လို့ရေးမယ်ဒီမှာဝတ္တိကြီးက3လပိုင်းသမားလို့ရေးလိုက်မယ်ဆိုတော့3ည3နော်နောက်တစ်ခုကရက်လဲအဲ့လိုပဲ တရက်သေးသမမွေးတဲ့လူတွေဥပမာထားပါတော့တရက်နဲ့မွေးတဲ့လူဆိုရင်3ည1 9ရက်နဲ့ဆိုရင်3ည9 10ရက်နဲ့ဆိုရင်3ည10 30ဆိုရင်တော့1ရက်3ည8ရရေးပြီး1ရက်3ည8ချေယုံမယ်ပြဿနာမရှိဘူးအဲ့တော့ဒီမှာတော့ဝတ္တရှိက3ည10တရက်နဲ့မွေးတယ်လို့ရေးလိုက်ပါမယ်အဲ့တော့ဒါကကိုယ့်ရဲ့ခုနဟို မွေးတက်ကလေးကိုဒါအရင်ရေးတယ်ပေါ့နော်ရေးပြီးရင်လည်းထုံးစံနိုင်မယ်အောင်မှခဲချေပါမယ်ခဲချေတဲ့အခါမှာလည်းဒူးပီခဲတဲ့နဲ့မဲနဲ့နေအောင်အပြင်မထွက်အောင်ချေပါမယ်မွေးတက်ကြီးကိုဆောင်မွေးမှာခဲချေတဲ့လိုမျိုးပါပဲအတူတူပါပဲဆောင်မွေးမှာခဲချေရမယ်စီမင်းစီကန်နေလည်းတည်ပြီးလို့ထင်ပါတယ်ကိုရဲ့ခဲတဲ့လေးကိုကောင်းကောင်းလေးသုံးသုံးပေးပါဒူးပီခဲတဲ့အကောင်းလေးကိုပဲဝယ်ပါအနည်းဆုံး၅ချောင်းလောက်ထည့်သွားပါဒါကတော့ခဲချေရင်နဲ့တည်ပြီးရပါတော့နော်အဲ့တော့2000တခုနဲ့3လပိုင်းဆိုတော့3ည3 ုံညာ3တရနေ့သမားဆိုတော့တုံညာ3ဆိုပြီးခဲချေလိုက်ပါမယ်တုံညာရဲ့အောက်ဆိုတုံညာ3ရဲ့အောက်ဆို1ပေါ့နော်ဒီလိုမျိုးခဲချေလိုက်မယ်နန်နေအောင်ကျွန်တော်တတိကြနေမှာဆိုလို့ထပ်မချေတော့အဲ့တော့ဒါကတော့ဝတ္တိရှိလို့နာမည်ရေးတာခုံနံပါတ်တက်ကြမွေတက်ကလေးရေးတာပါဖြေလွာ3ရက်ပြီးမှ3ရက်စလုံးမှအဲ့လိုမျိုးရေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးရေးရမှာဖြစ်ပါတယ်အာဒီလိုမျိုးရေး ပြီးသွားပြီဆိုလို့ရှင်ဝတ္တရှိတို့မိကုံစဖြည့်ရမယ့်ခါကျရင် AECC ဒါဖြည့်ုံပဲပေါ့နော်။အဲတော့ဝတ္တရှိတို့ကနာမည်ဘလို့မမှန်ကန်ကန်တက်မလဲခုံနမက် ဘယ်လိုတက်မလဲမွေးတက်ကလေးဘယ်လိုရေးမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်တကယ်လို့မြန်ကိုယ့်ရဲ့ test voucher ဒီဖျောက်လော်ဖောင်တင်တော့က test voucher ထဲမှာအမပါသွားခဲ့တယ်နောက်တစ်ခုကအမပြင်ဆင်တဲ့ချိန်တော့မပြင်ခဲ့ရသေးဘူးဆိုလို့ရှင်လေအဲ့ဒီအမအီတိုင်းပဲရေးပါမွေးတက်ကလေးအမဆိုရင်လည်းအမအတိုင်းပဲရေးပါဆာမွေးပြီးရင်အခန်းတော်ဆရာမှာပြင်မှုခေါ်ပါလိမ့်မယ်နော်အာကိုယ့်ရဲ့အမှန်ကြီးကိုရင်မှထည့်မရေးပါနဲ့ test voucher တွေကအတိုင်းပဲရေးဖို့ထပ်ပြီးတော့တတိပီပီရစီပြီးရင်တော့မှတ်မှတ်ရရအခန်းတော်ဆရာမနဲ့အတူတူသွားပြီးတော့ စာမွေးပြီးတဲ့ခါမှာမမပြင်မိဘူးလေမမေးပါနဲ့ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ကဝတ္တရှိကို GPT စာမွေးကန်နေမှာခုံနံပါတ်၄နောက်တစ်ခုကခုံနံပါတ်ဘယ်လိုတက်မလဲဝတ္တကတိဘယ်လိုတက်မလဲနာမည်ဘယ်လိုရေးမလဲဆိုတာကိုရှင်းလင်းလင်းသိသွားမယ်လို့မျှော်လင့်ပါတယ်သိချင်တာရှိရင်လည်းဒီအောက်မှာနံပါတ်ကိုမိခဲ့လို့ရပါလိမ့်ရှင်အလုံးလေး GPD ဆောင်ွဲမှာအခက်အခဲမရှိအောင်မြင်စွာဖြေဆိုနိုင်ကြပြီးတော့ရည်ရွယ်ရာအမတ်တေစီကိုအမြန်ဆုံးပြန်သက်နိုင်ကြပါစီလို့ဇူတိုင်းနဲ့ဝတ္တရှိရဲ့ဗီဒီယိုကိုဒီမှာပဲရပ်ပြစီရှင်။